မင်္ဂလာပါခင်ဗျ Smartflix YouTube Channel ကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဒီကနေ့မှတင်ဆက်ပေးမယ့်ဝတ္ထုဇာတ်လမ်းကလေးကတော့ဆရာကြီးကြီးတကုံရှင်များရေးသားထားတဲ့ထမင်းသားဥပုသောဆိုတဲ့ဝတ္ထုစာအုပ်တွေကယူရီးယားသရှူဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးသွားပါမယ် Channel လေးကို Like and Subscribe လုပ်ထားပေးပါအောင်ခင်ဗျဘေးနားကနှိုးတူတင်းလုံးလည်းနေပေးထားပါအောင်ရန်ကုန်မြို့ပေါ်ကိုဂျပန်လေရင်ကြီးပထမလာရောက်ဘုံမကျင်းပြီးနှစ်လလောက်ကပြည်မြို့ကန္နာလာမှာရှိတဲ့ဆရာဝန်ကြီးဦးစောမောင်အိမ်ရှိကို private ကားလေးတစ်စီးဆက်ရောက်လာပြီးတော့ခါတွင်းကလောင်းကိုအင်ဂျင်ရှိကြီးကိုဝတ်ပြီးပြောအုပ်ထုတ်ကိုမျက်နှာတစ်ဝက်ဖုံးအောင်လုပ်မတဲ့ဆောင်းထားတဲ့လူတစ်ယောက်ကခါဘောကဆင်းလို့ဦးစမောင်ရဲ့ဆင်းဝင်အောက်ကိုဝင်ခဲ့ပြီးအချက်ပြီးခေါင်းလောင်းကလေးကိုနှိမ့်လိုက်တယ်အင်းတွင်းကတကားပွင့်ပြီးတော့အဲ့ဒီသူကဘော်ထက်ကိုတက်ခဲ့ပြီးအုပ်ထုတ်ကိုအရင်ကားတဲ့အောက်ကိုဆွဲချလိုက်လို့မျက်လုံးတွေသာအနံ့နဲ့ပေါ်ပါတော့တယ်လက်ဘင်းကမာဗလာကိုလည်းတပတ်ထပ်ပြီးတော့မှပတ်လိုက်လို့အဲခန်းကိုဝင်လာခဲ့တော့တယ်ဆရာမဦးစမောင်နဲ့ဧည့်သည်ကိုခီးဥချုပ်ပြပြီးတဲ့နောက်ကလထိုင်တွေကိုညွှန်ပြတော့အဲ့ဒီသူက ဓမီအောင်ကနေငယ်ကွယ်လေးရအရေးကြနေတဲ့ကလထိုင်ကလုံးကိုရွေးချယ်ထိုင်ပါတယ်။ဆရာဝန်ကြီးဦးစမဟုတ်ပါသလား။မှတ်ပါတယ်ကျွန်တော်ပါပဲ။ကိစ္စကဘလို့လေးဖြင့်။ကိစ္စကတော့ကိုရေးကိုတာဆိုလည်းဟုတ်ပါရဲ့။တိုင်းရေးပြည်ဆိုလည်းမှန်ရဲ့ခင်ဗျာ။စိုးစမ်းပါအောင်ဗျာ။အဲ့ဒီသူကကလထိုင်ရှိကိုအနေငယ်ဆွဲပြီးဒီလိုပါဆရာဝန်ကြီးကျွန်တော်ကယူရီးယားပြည်နဲ့ပတ်သက်တဲ့အရာရှိကြီးတယောက်ရဲ့လူယုံတော့ပါ။ကျွန်တော်တို့အရှိန်နိုင်ငံတွေမှာရှေ့ဖြစ်ပေါ်မဲ့စီးရီးစင်ငွေတွေကလည်းတနေ့တစ်နေ့တန်းလာပြီးခက်ပြန်ပြန်ပြောရမယ်ဆိုရင်တော့ဂျပန်အင်္ဂလိပ်ကိုစစ်ကြီးညာတော့မှအမှန်ပဲဗျာ။ ။ဦးစုံမောင်ကစရိတ်ကိုမျိုးချလိုက်ပြီ။ကျွန်တော်တို့တော့ဒီအထိမတွေးဝင်သေးပါဘူးဗျာ။ကျွန်တော်တို့လည်းမတွေးဝင်ပါဘူး။သို့တော့ကိစ္စကိုနားလည်ဖို့ပြင်ခံရတာပါ။ဒီတော့ဂျပန်နဲ့အင်္ဂလိပ်စစ်ပြင်းကျွန်တော်တို့ယူရီးယားပြည်ကမြန်မာပြည်ကစစ်စီချင်းရဲ့ဂျီဘီပဲဗျာ။အချင်းနမိတ်လောက်မှဆံဝင်ကြီးမကြားသေးဘူးထင်တယ်။ယူရိုရေးတွေတော့အစိုးရဘက်ကကြားပြီးပါပြီဗျာ။ဒါကြောင့်စစ်ပြက်လိုင်းသားမရတော့မှဘယ်ပို့ရမလဲဆိုတာကိုစီမံမှုအကြံစီဆဲပါ။ဒါနဲ့လုံရင်ကိစ္စကိုပြောရအောင်မယ်။ကျွန်တော်တို့ဘရင်ကလေးကအခုဘန်ကောက်မှာမရှိဘူး။မော်စကိုကိုရောက်နေပါတယ်။ ကျွန်တော်တို့သတင်းစာမှာတွေ့ရတာကဆော့ဇလန်မှာစုဆော့ဇလန်ကနေပြီးရုရှားပြည်ကိုလျှို့ဝှက်ပြီးသွားပါတယ်ဂျပန်တွေကကုန်းလန်ကီကလာရင်ကျွန်တော်တို့ယူရီးယားမျိုးကိုနင်းလာမှာအမှန်ပါပဲအခုပဲနေကြမှာစစ်တပ်တွေရောက်နေပြီခင်ဗျာဒီတော့ဂျပန်ကိုပဲခံချရပါအလျှော့ပဲပေးရမလားဆိုရင်အတွင်းကိစ္စယူတဲ့တိုင်မြို့ဘရင်ကလေးရဲ့ဝီရော်စီကိုထောက်တော်တယောက်လင်းမြန်နဲ့အမြန်လို့ဖို့ကိစ္စပါပဲဒီလိုလွှတ်ရမယ့်လူကိုဘန်ကောက်မှာသူတယောက်ပဲရှိတယ်ဆရာဝန်ကြီးဒါပေမဲ့အဲ့ဒီလူကအခုဘန်ကောက်မှာမရှိဘူးမြန်မာပြည်ကိုတရှိုးပြင်းနဲ့လွှတ်ထားပြီး နောက်ဆုံးဆရာတို့အနေနဲ့ပြည်မျိုးထောင်တွေကိုရောက်နေတယ်ဗျသင်စမ်းပါလားရောက်နေတော့ကျုပ်ကဘယ်နဲ့တက်နိုင်မှာတို့တက်နိုင်ပါတော့ကိုတက်နိုင်တဲ့နည်းကိုကျွန်တော်ညွန်ပြမှာပေါ့ထော်ဒီမှာဆရာကြည့်စမ်းပါမျက်နှာတဝက်ကိုအုပ်ထုတ်နဲ့အုပ်ထားသူကအတွင်းအိတ်တွေကပန်းရောင်စေးတွေပါတဲ့ပြုံချောင်းလေးတစ်ခုကိုထုတ်ပြပြီးလူတယောက်ကိုနောက်တဲ့ပြေးစီမပြီးမချင်း24နိုင်လုံးလုံးအသေးလို့ပြေးသွားအောင်တက်နိုင်တယ်ထူးစီပါမြမပြီးကိုမရောက်သေးပါဘူးအညွန့်ကိုဆရာဖက်ကြည့်ပါအောင်ဆရာဘုရားဦးစုံမောင်ကဓမ္မီအနည်းကိုထားသွားပြီးတဲ့နောက်အညွန့်ကိုဖက်ကြည့်တော့ အဲ့ဒီဒိုးစီကထိုင်ရာကြီးကျယ်ရလို့ခွဲပြဲမဲ့ကိစ္စတွေမှာဖြစ်ဖြစ်ဒူလာယောဂမြင့်ပြဖို့ကိစ္စတွေနဲ့စစ်ဘက်ဌာနတွေမှာသာအသုံးပြုတဲ့ဂျာမနီလို့ဒိုးစီဖြစ်ကြောင်းတယ်မိတို့မိဘုံထိုးနိုင်မှာအကြောင်းအညွန့်အဆုံလင်ပါရှိတာကိုတွေ့ရတယ်ဟုတ်ကဲ့စစ်ဘက်မှာအများပြင်းသုံးတဲ့စီပဲကျောက်တော်မြန်မာပြည်ကတော့မရောက်သေးဘူးတခါကသတင်းစာထဲမှာတော့ဖတ်လိုက်မိပါရဲ့ခမရတို့စီကသာမရောက်တယ်ကျောက်တော်နိုင်ငံကစီးရုံနေမှာယူနေပြီဟုတ်မှာပေါ့အဲ့တော့ဆိုပါဦးဒီစီးကိုထောင်ထဲကအခုကျွန်တော်ပြောတဲ့လူကိုထိုးသွင်းပေးရမယ်ဗျာ ဒီလူကဘီအတန်းနဲ့ထောင်တစ်နှစ်ကြာနေတယ်။သူ့မှာသွေးတူလာလည်းဖြစ်နေတယ်။ဒီလိုသူ့ကိုဆရာကအခုစီးဘူးထိုးပေးရုံပါပဲ။ဦးစောမောင်ကအဲ့ဒီသူ့ကိုစိုက်ကြည့်ပြီးတွေ့ဝေစဉ်းစားနေတယ်။ထူးဆန်းတဲ့အဲ့ဒီကအင်းကြီးတွေကငွေဆက်ကိုထက်ကြီးတစ်ထက်ကိုဆွဲထုတ်ပြီးစဉ်းစားမနေပါနဲ့ဆရာ။ကိစ္စကကျွန်တော်တို့နိုင်ငံကတွင်ဖြစ်တဲ့အပြင်ဆရာတို့မြန်မာပြည်နဲ့တော်မှစဉ်းစားလန်သက်ဆိုင်တဲ့ကိစ္စဖြစ်နေတာကြောင့်ဆရာလိုလိုမျိုးတရားကိုရွေးချယ်အောက်ကူပြီးလာခဲ့တာပါ။ဟောဒီမှာဆရာတို့ညံပူဇော်ကပါ။ဦးစောမောင်ကတလားလိုလားက450တာရရှိတဲ့ဒုတိယအထောင်ဆရာဝန်ဖြစ်တော့လာကစားတို့မိသည် ဘလောက်ပဲရရှိစီကမှုတလားနဲ့တလားပူရှန်နေဆိုတာကိုမရှိပဲဖြစ်တော့သားငယ်တယောက်ကိုရှင်ပြုမယ်ဆိုတဲ့အကြံကဒီနေ့အထိမအောင်မြင်သေးဘူးဒါကြောင့်ဦးစွမ်းမောင်ကအဲ့ဒီချောင်းကိုရုတ်တရက်တည်းရလို့စပွဲမှာတင်ထားတဲ့2000ထက်မနေတဲ့ဝီဇက်ကိုအထက်ကြီးကိုမြင်ရတော့အတွင်းကလောဘရိမ်မက်တွေကသူ့ရဲ့လက်တွေကိုတစက်စက်တုံးစီတယ်ဒီလူကိုသေးတယ်ထင်လို့ခေါင်းသွင်းပြီးထောင်းထဲမြုပ်ပလိုက်ရင်ကိုဒါကဆွေမျိုးညာတိမရှိဘဲနဲ့အလောင်းကိုအပြင်ကယူမဲ့သူမရှိမှမလားဆရာဒီရအတွက်တော့ကျွန်တော်ကြည့်ပြီးစီစဉ်ရမှာပေါ့ဗျာဆရာတောင်းကသူ့ကိုဒီစီထိုးပေးလိုက်အောင်မယ် ဘယ်တော့လောက်အောင်မဲ့ကိစ္စလဲတပတ်ခါပါပဲဗျာကျုပ်ထက်ကဆရာဝန်ကြီးကစကားမစုံမီဆရာဝန်ကြီးကမနေ့ပြန်ညရထားနဲ့ရန်ကုန်လိုက်ဖို့ကိစ္စရှိတယ်ဆိုတော့ကျွန်တော်စုံစမ်းပြီးပါပြီဒီတော့တပတ်ခါမနေ့ဆယ်နေလောက်ထောင်ကနေပြီးဆရာအိမ်ကိုတယ်လီဖုန်းဆက်လိုက်မယ်ဒီကဆရာကကားလေးနဲ့ခါလေးလို့သွားပြီးဒီစီကိုထုတ်လိုက်အောင်မယ်ခင်ဗျားကကျုပ်တို့ဆရာဝန်ကြီးအကြောင်းကိုကျုပ်တို့တို့အသွားလာကိုကသိနေနေမှာကိုဒီလိုသိဖို့ကကျွန်တော်ဝတ္တရားကိုဗျာခင်ဗျားရဲ့လူနာနာမည်ကဘယ်သူလဲမောင်ဗလာပါလေ ။ဟောရွှေတောင်မှာအစိုးရကိုအကြီးကျုံပြောင်းတရားဟောလို့အပြစ်ကျသွားတယ်ဆိုရယ်လူမှတ်တယ်။ဟုတ်ပါတယ်ခင်ဗျာသူပါပဲဒီလူကဒူလာသွေးပွန်းယောဂါရှိတယ်။ဒါကြောင့်ယောဂါမသက်တာလို့ဇာကဆီတိုပြီးဘေဘီရဲ့နောက်တနိုင်လဲကြောင်တခါတည်းလဲသွားတယ်လို့လို့ရမှာပေါ့။ဇာဝန်ဦးဆောင်မောင်ကဆီတောင်ကိုမိညီပြီးတစ်ချက်တစ်ချက်ဖောက်ထုတ်ပြီးတဲ့နောက်တခဏစဉ်းစားနေတယ်။လူနာမိမိဆီတိုပြီးတဲ့နောက်ဒေသုံးသွန်းပြူရမယ့်အတွက်မိမိကနာမည်ပြတ်မှာမှန်းတယ်။သို့တော်တစုံတရာတောင်မှမရှိဘူး။ခေါင်းစည်းလူတဲ့သဘောနဲ့အကယ်၍ဈေးကိုမှားလို့ပင်ပေးစီကမှုဇာမမအပြစ်မရှိကြောင်းဥပဒေကကာကွယ်ပေးထားတယ်။ မိမိကလာက450လောက်သာရတာဖြစ်လို့သားငယ်တယောက်ကိုရှင်ပြဖို့မတတ်နိုင်ပဲရှိတော့အပြင်မှာလူနာတယောက်ကိုဆေးထုတ်ရင်10လောက်သာရပြီဒါလောက်လွယ်တကူပြလို့ရမယ့်ကိစ္စလေးတကူအတွက်ငွေ2000လောက်ကိုလမ်းမလို့တင်မှုဒုစရနဲ့ဧည့်သည်ကငွေစားဝတ်ထုတ်ကြီးကိုဦးစုံမောင်ရှိကိုတိုးပေးပြီးတဲ့နောက်မတက်ရက်လိုက်ပြီဒါပါပဲဆရာလက်သားခံလိုက်ပါကျွန်တော်ပူဆိုတာလဲ2000ကျပ်ဆိုတော့မနေလာပါဘူးခင်ကျွန်တော်ကိုခွင့်ပြုပါအောင်ဆရာကျွန်တော်ညီရဲ့နာမည်ကိုပြောခွင့်မရှိလို့ဝမ်းနေပါတယ်ဆိုပြီးမိအောင်ဘက်ကိုမလှည့်ဘဲနဲ့ပြပွဲဆူဆူနဲ့အိမ်ပေါ်ကလှည့်မြန်စွာဆင်းသွားလိုက်တော့ဦးစုံမောင်လည်း တစုံတရာပြန်လို့ပြောလို့မရှိပဲနဲ့ပါဇက်ကသာဟာပြီးကြရင်ခဲ့ပါတော့တယ်။နောက်နေ့ည၈နာရီချိန်မှာတော့ပြည်မျိုးအရှိပဲတန်တချောင်းလမ်းမမှာရှိတဲ့တောင်ရကြီးခေါ်ထောင်ချံအတွင်းမှာရှိတဲ့တပင်းရီတို့အောက်မှာလူနေရောက်ကဆေးရတတန်စွာနဲ့ဒီလိုပြောဆိုနေကြတယ်။အဲ့ဒီချန်နယ်လမ်းကခိုင်90လောက်กว่าတဲ့အပြင်လူနေအင်ဂျင်နေပါပြီးညအချိန်လူပြတ်တဲ့လမ်းတစ်လမ်းပြတ်တော့လွန်စွာမှတိတ်ဆိတ်နေတယ်။တပြက်ပြက်ကျနေတဲ့စီးနီးနေကတချမ်းပဲသားသားများအထွက်ပြေးနေတဲ့လာရောက်ကိုကာကွယ်လျက်ရှိတော့မလမ်းမကန်းကလူတယောက်ကိုပင်တဲကပဲဆိုတာနဲ့မမြင်နိုင်ဘူး။ ပထမလူကလောင်ကိုအင်ကြီးအရှိအနက်ကြီးကိုဝုတ်လို့မျက်နာပေါ်ပိုင်းကိုလက်စည်းမာဖလာနဲ့ရစ်ပတ်ထားတယ်ဒုတိယလူကလက်ဟအင်ကြီးလက်တို့နဲ့နာငယ်ပိုင်းကိုသာဝတ်ထားလိပြီးတော့မှအရံမောင်းကောင်းတဲ့ထောင်သားတယောက်နဲ့တန်းတူတော့ဒါအခြားသူမဟုတ်ကျွန်တော်တို့ရဲ့မိတ်ဆွေသမင်းသားဥပိုးတော်ပဲဖြစ်ပါတော့တယ်သူတို့ညီမလမ်းမကမ်းမှာတော့တနက်ကန်စန်ရီတယောက်ကသင်္ကိုတော်တစ်ခုပေါ်မှာငိုင်းပြီးနေတယ်လောင်ကိုအင်ကြီးနဲ့လူကဥပိုးတော်ကိုလုံကုန်မှယူသိပြီးလို့ဟုတ်ပါတယ်ခင်ဗျာကိုဗလာဆိုတာနောင်ကြီးပြောတဲ့လူပါပဲဒီလူကအခုကြောက်တရားတလောက်သွေးတူလာပြစ်ပြီးမမာနေတယ်ဗျာ ဒီကိစ္စကြောင့်ကျွန်တော်လာခဲ့ရတာပဲသူယောဂကိုဆေးကွင်းကျွန်တော်တို့မှအကြံတခုရှိပါတယ်ဘလို့ကြားစီခြင်းလို့တော့လောင်ကိုအင်းကြီးတဲ့လူကမိမိရဲ့အကြံကိုပြောပြတော့ဥပုသောလဲခေါင်းကိုမကြခဏညစ်ပြီသူပြောတဲ့စကားတွေကိုနားဆိုင်နေတယ်နောက်ဆုံးတော့ဥပုသောကဂျပန်ကဒီလောက်ပဲအင်အားကြီးနေသလားမေးဆိုချိုးတို့ပြန်ထောင်နေနေရလို့လားမပြောတတ်ဘူးကဘာမမအင်္ဂလိပ်နဲ့အင်အားကြီးတာမရှိဘူးလို့မှတ်နေတာအင်အားကြီးတာတွေတော့မဟုတ်ဘူးဗျာဒါပေမဲ့ဒီကောင်တွေကမိုင်းယူရည်ဘာမှမဆိုလို့ဝင်တယ်သူတို့ဘရင်ကအားလုံးသိရမယ်ဆိုရင်သိဖို့နေမားနေမှန်နေဆိုတာသူတို့နားမလဲဘူး သူတို့ဘယင်စကားကိုသာသူတို့နားလေတယ်အဲ့လိုသူတွေခမဒီလိုသားဆိုရင်ခမတို့နိုင်ငံသားမဟုတ်ဘူးကျွန်တော်တို့မြန်မာပြည်တော်မှာညံ့ညက်ကြည်အောင်မှာပေါ့ဒါကတော့အမှန်ပေါ့ဗျာနောင်ကြီးတို့စီမသားအစိုးရကခပ်ပမုံလှုပ်ထားလို့ထိုင်းသူပြည်သားတွေကမတိကြသေးတာကျွန်တော်တို့စီမပြင်ပြောင်းတဲ့လူတွေကပြောင်းရှိကုန်ကြပြီဗျနေပေါင်းခမတို့ပြည်မှာဒီထက်လွတ်ဖို့လူမရှိတော့ဘူးလားဗျကျတို့စီကထောင်ထဲရောက်နေတဲ့လူတယောက်ကိုမှရွေးချယ်ရသလားဒီလိုပါနောင်ကြီးဒီကိုဗလာဆိုတဲ့လူကမြန်မာပြည်ရဲ့အတွင်းကြီးကိုမြန်မာပြည်မှာအင်္ဂလိပ်တွေဘယ်လိုအုပ်ချုပ်နေလဲဆိုတာကို မြန်မာနိုင်ငံအတွင်းမှာစုံစမ်းမှုလုပ်ထားတဲ့သူပါ။နောင်ကြီးကိုတော့တွေ့တွေ့ချင်းအင်မတန်ယုံကြည်ပြီးကျွန်တော်တို့ရဲ့အတွင်းရေးတွေကိုအခုဖွင့်ပြောတာပါ။ဒါကြောင့်ဒီကိစ္စမှာနောင်ကြီးကလွဲလို့ကုညီနိုင်မဲ့သူမရှိဘူးဆိုတာကိုသိတာနဲ့နောင်ကြီးနဲ့မတွေ့တွေ့အောင်ကြံရခြင်းပဲဖြစ်ရခြင်းပါ။ဒါပြည့်ဒီလိုကိုရလို့ရရှာပြို့လေးမြန်နဲ့လွတ်လိုက်ရင်ယူရီးယားပြည်မှာအများကြီးခီးရောက်ဖို့ရှိတယ်ဆိုပါတော့မှတ်ပါလေဗျာ။အာနန္ဒမဟီရိုဆိုတဲ့ဘုရင်ကလေးကိုဆောင်းရှောက်ဖို့ပါသွားတဲ့ဘုရင်ကလေးရဲ့ဦးတော်ရောက်လာတယ်။ကျွန်တော်နိုင်ငံမှာစီးရင်ညက်ကြည့်မယ်မဟုတ်ပါဘူး။ဂျပန်ကိုခံစားခြင်းတဲ့ဘက်ကတစ်ဖက်အလျှော်ပေးပြီးချော့ပေါင်းခြင်းတဲ့ဘက်ကတစ်ဖက်ဖြစ်နေပါလေ။ ဘရင်ဦးကြီးတော်ကတော့ဒါမျိုးမနစ်နာအောင်သူတို့ကိုအသာလမ်းဖွင့်ပေးပြီးတော့မှအေးအေးဆေးဆေးနေလို့တဲ့ဆန္ဒရှိပါတယ်။ဟုတ်တယ်လေခုခံလို့နိုင်ရင်တော်ရဲ့မနာရင်တသက်အတိုင်းသူပြည်သားတွေဒုက္ခရောက်ပြီပေါ့။ဒါဖြင့်အင်္ဂလိပ်ရန်ကိုကမကြောက်ဘူးလား။အင်္ဂလိပ်ရန်ကနောက်ဂျပန်ရန်ကအခုပဲ။နေသားကိုစစ်တပ်တွေရောက်နေပြီ။ပြီးတော့စစ်တပ်တွေမှလည်းဒီမြန်မာနိုင်ငံကတငယ်တွေဦးစီးပြီးလာတယ်လို့ကျွန်တော်သတင်းကြရတယ်။တွေ့လိုက်တိုင်းစိတ်မအေးစရာပါလားမိတ်ဆွေ။မှန်ပါတယ်ဒါကြောင့်မလို့ဒီကိစ္စအတွက်ကိုဘလကိုထောင်ထဲကမလွတ်လွတ်အောင်ကြံပြီးတော့ ယူရီးယားကိုအမြန်ပို့မယ်ဆိုတဲ့အချိန်ရောက်လာလို့ကျွန်တော်တို့အခုလိုချင်စီရခြင်းဖြစ်ပါတယ်။ဒါထက်အလောင်းကိုယူဖို့ကိုစီမံပြီးမလား။ပြီးပါပြီဗျာ။ခေါင်းကိုတော့လေပေါင်းနဲ့အသိလောက်ထားပါတယ်။ဒါနဲ့လမ်းမှာတော့ဂျပန်ရန်ကိုကြောက်ရသေးတယ်ဗျာ။ဒါပေမဲ့ဒီလောက်တော့ကိစ္စမရှိပါဘူးထင်ပါရဲ့။ခမရပြောတာကျုပ်ပြန်နားမလည်သေးဘူး။ဒီလိုဗျာ။ကျွန်တော်တို့ရဲ့သွားလာနေထိုင်ကိုလည်းဂျပန်ကမျက်စိတစ်ဖက်နဲ့ကြည့်ရပဲ။ရန်ကုန်မှာတော့မဟုတ်ဘူး။နောင်ကြီးတို့မြို့မှာလည်းဂျပန်တချို့တွေအများကြီးရှိတယ်။ကျွန်တော်ရန်ကုန်ကမြေရထားနဲ့အလာမာတော့မှဂျပန်တယောက်ကျွန်တော်နဲ့တွေ့တွေ့တွေ့ပါလာတယ်။ မဟုတ်ကမှလွယ်ရောကျွန်တော်ပြင်ဒီအကောင်ဟာကျွန်တော်နားလိုက်ပြီးတော့မှအရေးကြီးကြည့်သလားမပြောတတ်ဘူး။ gain ဒီကျုပ်ဘက်ကတာဝန်ကျုပ်ကလုံအောင်ဆောင်ရွက်ပေးပါမယ်။လူကိုကောင်းတဲ့ထည့်ပြီးတဲ့ဒီနေရာကြပါစီမယ်။ဒီလောက်ဆိုရင်တော့ပါပြီဗျာ။ခန်းကိုလဲတဲ့စီးနဲ့တင်လာပြီးတော့မှဟောဒီတန်တချောင်းလန်းကတင်းကြိုင်းဒီမောင်းဟိုကျတော့တူပြီးထွေးနေကိုချအဘောကမြေမဖို့ဖွင့်နေထားပြီးကျွန်တော်ကညနေဝင်ဝင်ချင်းလာတွေ့ဖို့စီမံပြီးပါပြီ။အတော်လဲကြံကြံစီလောက်တဲ့လူစုပဲမတတ်နိုင်ဘူးခင်ဗျာဒီပြင်းကြီးလည်းမရှိတော့ဘူး။ပြီးတော့ဒီကိစ္စမှာကျွန်တော်တို့ကနောင်ကြီးကိုလုံးလုံးအားကိုးပါရစေဗျာ။ အဲဒီနောက်မှာထိုသူကလည်းမောင်မလားဆွေမျိုးညာတီတီလိုက်လာဟန်နဲ့ယောက်ျားနှစ်ယောက်နဲ့မိန်းမတစ်ယောက်ကိုဇေလုံးမဲ့အကြောင်းအဲဒီသူတွေကပဲမောင်မလားရဲ့ခေါင်းကိုလှင်းနေတဲ့ညံ့ကိုယူဆောင်သွားမဲ့အကြောင်းခေါင်းကိုလဲဘော်ကိုတင်ပြီးပို့ရမယ့်အချိန်ကညနေ6နာရီနီးပါးလာဖြစ်အောင်စီစဉ်ပေးပါမယ့်အကြောင်းနဲ့အစားတိုင်းမင်းစရာတွေကိုတိုင်ပင်နေကြပါလေဥပုရောကခါကြတဲ့မှာညှက်ထားတဲ့စေမင်းလေးတွေကိုယူပြီးမိကြည့်လို့သူမျက်နှာအနီးမှာအကျန်းနဲ့ချက်မြဲကျန်တော့အဲဒီသူကလည်းဥပုရောကျောင်းကိုရေးမိတဲ့လက္ခဏာခုနဲ့ဒါတော့လေတီးခံမနိုင်ကြီးကျွန်တော်တောင်းပန်ပါလေအခုတော့ပြင်ကျွန်တော်ကိုမသိချင်ပါနဲ့ဦးနောက်စစ်ပြီးလို့မသိမပြောက်ကြရင် ။နောင်ကြီးဂျေဇုကိုကျွန်တော်တစ်ခေါက်လာဆက်ပါဦးမယ်။အဲ့လိုဆိုပြီးဦးတော်ကိုအထုတ်ထုတ်ပေးလိုက်တယ်။နောင်ကြီးအတွက်ဈေးစကားလေးပါ။ဟိုကိစ္စမရှိပါဘူး။ကိုတိုင်းမီမဟုတ်တော့လဲ။ဘယ်တိုင်းမီပဲဖြစ်ဖြစ်အရှိအာရှတကတိုင်းသူပြည်သားတွေရဲ့အကျိုးအတွက်ဆောင်ရွက်ရတာရမရစေသဘောမထားပါဘူး။ဆောင်ရွက်ပေးဖို့အသင့်ပါပဲ။ဝါသနာလည်းပါပါတယ်။ကောင်းပါပြီဗျာ။ဂျေဇုလည်းအများကြီးတင်ပါတယ်။ချောချောမောမောဖြစ်ပါစေဆိုတာလေ။တိုင်းပြည်နိုင်ငံဆောင်တဲ့နှကောင်းနှမျက်တွေတိုင်တယ်ပြီးတော့မှဆူထောင်းပါမယ်။အဲဒီနောက်မှာထိုသူကလည်းဥပ္ပဒေရဲ့လက်ကိုအာပါတရဆွဲလို့နှုတ်ဆက်ပြီးခြံထဲကတပိပိနဲ့ထွက်ခွာသွားတော့တယ် နောက်တစ်နေ့နေ့လေ7နာရီချိန်လောက်မှာတော့ပြည်တော်တဲမှာရှိတဲ့ဘီအတန်းစားအကျဉ်းစားတွေထားရာတရားခန်းဒီအနေနဲ့တကူတော်ခန်းရှိမှာထောင်သား3လျောက်တို့ကလူလာခန့်နေတယ်။ဦးဖူတော်ကလူနာကရင်ဤမှာခွေးချင်းငယ်တကူနဲ့ထိုင်ပြီးတော့မှလူနာအခြေခဲကိုကြည့်ရှုနေပါတယ်။အဲဒီကထောင်မိုးကြီးက ghost လို့ဆိုတဲ့ကလားလူမျိုးတစ်ယောက်ဖြစ်ပြီးတော့မှထောင်သားတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဦးဖူတော်ကိုရရတိုင်မေးလေးရှိတယ်။ဖဲနေလဲမှမို့တော့ဘလို့သဘောကျရတယ်လေကျုပ်တို့တည်းမထင်ဘူး။မှန်ပါနောက်ဆုံးဆရာဝန်ကြီးကိုတယ်လီဖုန်းနဲ့ထပ်ပြီးခေါ်ဖို့ကောင်းပါသေးတယ်။မနေ့ကလည်းတစ်ခေါက်လာကြည့်သွားပြီးပြီမလား။ မှန်ပါတယ်ဒါပေမဲ့တတ်တာဘုံမပေါ်ရင်ထပ်ပြီးတော့မှဓာတ်ဖုန်းဆက်ဖို့မှာတော့ပါတယ်ဒါပြင်လည်းခေါ်လိုက်အောင်ပါပဲဒီလိုကဒုတိယတန်းစားကျင်းသားဆိုတော့မခေါ်ရင်ကျို့တို့ဘော်တော်ဝင်လာအောင်မယ်အဲဒီနောက်မှာဆယ်မိလောက်ကြာတော့ဆရာဝန်ဦးစုံမောင်ကကားနဲ့ရောက်လာပြီးလူနာဦးတက္ကနဆန်းသက်ကြည့်ရှုပြီးတဲ့နောက်စီထိုးပြီးပြန်သွားပါတော့တယ်တိုးတော်လေးလူနာကတတ်တာလည်းမရှိဘဲနဲ့တနိုင်လောက်ကြာတော့အသက်ရှူရက်သွားတယ်အဲဒီခါမှာဦးဘိုးတော်ကလည်းမမလာအသက်ကုန်တဲ့အကြောင်းကိုထောင်သားတယောက်ကိုထောင်မှုကြီးစီလွတ်ပြီးပြောစီတော့ထောင်မှုကြီးကလည်းဦးစုံမောင်စီကိုတစ်ပတ်ပြန်ပြီးတယ်လီဖုန်းဆက်အပြန်နဲ့ 15မိနစ်လောက်ကြာတော့ဦးစုံမောင်ရောက်လာပြန်တယ်မျက်နှာပေါ်မှာအဝတ်ဖုံးမိထားတဲ့မောင်မလကိုအဝတ်ကိုလှမ်းပြီးကြည့်ပြီးတဲ့နောက်ဖီရတန်းကမှတ်ပုံတင်စင်ဝေခွေးစီပြီးမောင်မလတေချောင်းကိုလက်မှတ်ထိုးပြီးတဲ့နောက်ပြန်သွားတယ်ညနေ9နာရီရောက်တဲ့အခါမှာတော့ထောင်ဝင်စားနဲ့ရှောက်ထားတဲ့မောင်မလရဲ့ဆွေမျိုးလေးစီကိုအချောင်းကြားလိုက်ပြီးဖြစ်လို့သူတို့ကလည်းအကောင့်တလုံးကိုယူကရောက်လာကြလို့မောင်မလရဲ့အလောင်းကိုထောင်မြင်ကိုထုတ်ပို့ပြင်ဆင်ကြတယ်ဒီအချင်းကညနေ6နာရီထိုးလုပ်ပြီးဖြစ်လို့ဥပ္ပဒေါ်ကလည်းမောင်မလရဲ့ဆွေမျိုးလေးနဲ့ရောတော့ပြီးတော့မှမောင်မလရဲ့အလောင်းကိုအကောင့်တင်ကိုကူညီထည့်လို့နောက်ဆုံးမှာတော့ခေါင်းကိုလဲပေါ်တင်ကြတယ် ဒီနောက်အလောင်းနေတဲ့လဲကနေဝင်ရီတရောအချိန်မှာဖဖဲနဲ့တခြားကမောင်းခဲ့ပြီးတဲ့နောက်လက်သမားလမ်းနဲ့ဆေးရုံကြီးတောင်ကိုရောက်တဲ့ခါတော့သန်တချောင်းလက်မကိုကိုွေပြီးအရှိကိုမောင်းနေသွားတယ်။လဲကဒီလမ်းတိုင်းမောင်းခဲ့တော့လဲနောက်ကယောက်ျားညောင်းနဲ့မိန်းမတရားတို့ကလိုက်ပါလာခဲ့ကြတယ်။မိန်းမတွေကတခါတည်းကတန်တီထွန့်အောင်အဟိငိုယူနေကြတယ်။နေကတပြည့်ပြည့်ဝင်စားပြည့်ပြည့်ဖြစ်လို့လမ်းသွားလမ်းလာရောင်မှလဲဘော်ကခေါင်းကိုမြင်ကြတဲ့ခါလဲနောက်ကိုမကပ်ဘဲနဲ့ခဝေးကဂွေမိသွားကြတယ်။လဲကသန်တချောင်းလမ်းတိုင်းမောင်းခဲ့တော့ဓမီးရုံကိုကြော်ပြီးတခေါက်လောက်ရောက်တဲ့ခါတပင်ရည်တခုအောက်မှာလော်ရီကားကြီးတစ်စီးရပ်နေတာကိုတွေ့ရလို့ အဲ့ဒီနေရာမှာလည်းလမ်းကအလွန်ကျဉ်းလာတဲ့အတိုင်းလဲသမားကကားကိုအတော်ခင်းစွာနဲ့ရှောင်ပြီးမောင်းရတယ်။အဲ့ဒီနေရာမှာတော့လက်ဝဲဘက်မှာထောင်ချန်ကြီးရှိပြီးလက်ရဘက်မှာခြုံပုတ်တွေနဲ့ထထောင်းလေးတခုရှိတော့ငကူကပင်လူသွားလာနေတဲ့နေရာဖြစ်ပြန်အချင်းကလည်းနေဝင်ပြပြအဖြစ်ရပြန်တော့အလွန်ကမတိတ်ဆိတ်နေတယ်။လော်ရီကားကြီးပေါ်မှာလူစားလူနာဆိုလို့မမြင်ရဘူး။ဒါပေမဲ့လဲကကားနဲ့တိတ်တဲ့နေရာကိုရောက်တော့ကားရဲ့နောက်ပိုင်းကဂျပန်လူမျိုးနဲ့တူတဲ့ဖောင်မီဘူတယောက်ကလင်းမြဲစွာခုန်ချလိုက်ပြီးလဲသမားကိုခြေလုံးမြစ်နဲ့ကူပြလို့အရက်ခိုင်းတယ်။သူပြောတဲ့စကားတွေကမြန်မာဘာသာမင်းဖြစ်ပေမဲ့ခေါင်းဆောင်မပြီးသားဘူး။ လဲသမားကဂျိုးလီကိုတချိန်နဲ့ဆွဲပြီးတော့မှရက်လိုက်လို့လွန်စွာကြောက်ရွံ့နေဟန်နဲ့လန်တဘက်ကိုရှာကဂျပန်ကိုရှကိုလူမတဲ့ရှိနေတယ်။ဂျပန်ပြောတဲ့စကားတွေကဒီဟာလူတွေမဟုတ်ဘူးလူအရှင်ဆိုတဲ့အထိပယ်ပါတဲ့စကားတွေဖြစ်ပါတယ်။လင်းတော်ကပါလာတဲ့မမ်ဘလာရဲ့ဆွေမျိုးတွေကနောက်ကိုပြန်ပြီးပြေးကြပြီးဖြစ်တယ်။လဲသမားကလဲဘော်ကမစင်းဝင်သေးပဲနဲ့မိမိရဲ့ရင်ဝါကိုချိန်ထားတဲ့တနက်ပြောင်းကိုသာဆူဆိုက်ကြည့်နေတယ်။သူ့ရဲ့တဆက်ဆက်တုံနေတဲ့လက်တွေကဂျပန်တနက်နဲ့တထွာလောက်သာကွာနေပါလေ။ဂျပန်ကလဲသမားကိုလဲဘော်ကဆင်းဖို့အမိန့်ပေးနေတယ်။ ဒီလိုနေတော့မှလက်သမားကလက်ဝဲဘက်လက်နဲ့ဖနက်ခံထားတဲ့ဂျပန်လက်ရဘက်ကိုဖျက်ခနဲ့တွန်းဖယ်လိုက်ပြီးတော့ညာဘက်လက်သီးနဲ့ဂျပန်ရဲ့လက်ဝဲဘက်မယူးစီကိုတအားကျုံးလိုက်တယ်။ဂျပန်ကအဲ့ဒီသွေးတောင်မှသတိကောင်းတဲ့လက္ခဏာနဲ့သူ့ရဲ့တနက်ကထိုင်ခင်းတဲ့မီလူတစ်ချက်မီးပွင့်သွားတယ်။လက်သမားကလက်ရဘက်ကိုဆောင်းပြီးရှောင်နေလိုက်ချင်းအချိန်ရခဲ့လို့တော့ဂျီဆန်ကသူ့ရဲ့နေရအနီးကပေါက်ကထွက်သွားတယ်။ဆိုင်းမဲ့လက်လက်သမားလက်သီးချက်ကဂျပန်ရဲ့လက်ဝဲဘက်မယူးကိုလက်လာချင်းမိသွားတော့လက်ကတနက်ကတော့လွတ်ကျသွားပြီးဂျပန်ကမီးပွင့်ကိုဖိနှိုင်လဲကျသွားတော့တယ်။အဲ့ဒီခဏမှာလက်သမားကတနက်ကိုလင်းမြန်စွာကောက်ယူလိုက်လို့ လဲနေတဲ့ဂျပန်ရင်ဘက်ဘက်ကညာဘက်ခြေောက်ကိုတင်လို့မလုံနဲ့တခါလေးပြစ်ချလိုက်မယ်။အဲ့ဒီအနေနဲ့တနက်နဲ့ချိန်ရွယ်ထားတယ်။ဒီလိုရှိစဉ်မှာအရှိဘက်ကကားကလေးတစ်စီးမောင်းလာပြီးတော့မှကားမောင်းသူကလဲနေတဲ့ဂျပန်ကို၎င်းတနက်နဲ့ချိန်ထားတဲ့လဲသမားကို၎င်းကားတမီးအောင်နဲ့ခလန်လန်းကပင်တွေ့ရပါတယ်။ကားကလေးကနီးကိုဆ ਾਇ ရောက်လာပြီးတော့လော်ရီကားကြီးရဲ့နဗီမှာရက်တယ်။ကားဘကဆင်းလာသူကလမ်းကိုအင်ဂျင်အနေကြီးကိုဝတ်ထားသူပါ။ငါတော့ထင်သားပဲ။နေပါဟိုကောင်နှစ်ယောက်နဲ့အကောင်မကိုပြေးကုန်ကြပြီ။မင်းတယောက်တော့တော်တယ်ကြီးမောင်းစိန်အရေးချောင်းရှင်အားကိုရတယ် မင်းကကောင်းကောင်းကြီးစုပေးမယ်။ဒါပေမဲ့လမ်းမကြီးမှာဒီလိုနေလို့မဖြစ်သေးဘူး။ဒီဟာကြီးတင်းချမ်းရအောင်ယူမ။အဲ့ဒီသူကဘယ်လိုလုပ်ရမလဲဆိုတော့အတန်ကြာစဉ်းစားနေရကတစုံတရာကိုသတိရဟန်နဲ့သူမောင်းလာတဲ့ကားကလေးကိုလမ်းမေးကိုထိုးချလိုက်ပြီးဂျုံဘတ်တခုအတွင်းကိုသွေးမာတယ်။လဲသမားမောင်စင်ဆိုသူကလည်းကိုင်းကြီးအဆုပ်ကြီးကိုရခင်ကတဲ့တင်းချက်စွာခြေသေးတွေတက်လိုက်ပြီးဥကောင်မှာပတ်ထားတဲ့လုံကြီးစုပ်ကိုပြင်ပြီးဝတ်တယ်။လမ်းကအင်ဂျင်နဲ့လူကမိမိကားကလေးကိုခြုံထဲမှာဝတ်ခဲ့ပြီးတဲ့နောက်လာဟိခေါင်းကိုလော်ရီကားပေါ်ကိုပြောင်းပြီးတင်ချရအောင် ဒီနောက်တော့လူနီယာကလဲဘော်ကမာမလာရဲ့ခေါင်းကြီးကိုမနိုင်တနိုင်နဲ့ဂျပန်ရဲ့လော်ရီကားကြီးပေါ်ကိုတင်တယ်။ပြီးစီရက်က3မီလီယံပင်ရှိသေးတဲ့ဂျပန်ကိုချင်းနယ်လက်တွေကိုဂျိုးတွေနဲ့တို့ကြပြီးပါဇက်ကိုလည်းရုတ်တရက်မအောင်နိုင်စီဖို့လက်ကင်ဘော်တတဲနဲ့ချီနှောင်ပြီးတဲ့ကလမ်းမီမြောင်းတွေကိုခြားထားကြတယ်။ဒီနောက်တော့လောင်းကုန်းတဲ့လူလဲလဲသမားများကိုပါလော်ရီဘော်ကိုတက်စီပြီးတော့တင်းချမ်းဘက်ကိုလှည့်ပြီးလင်းမြန်စွာနဲ့မောင်းသွားပါတယ်။အဲ့ဒီသူကလဲသမားကိုကားရဲ့ရှိပိုင်းမှာသူနဲ့တူထိုင်စီပြီးလော်ရီကားကိုဂျင်းလင်စွာနဲ့မောင်းနေသွားလိမ့်တော့ရွာလေးလမ်းမကြီးဘက်ကိုရောက်တဲ့ကလက်ဝဲဘက်ကိုကြွေးပြီးအရှိအစူးစူးရခင်ကားတဲ့လင်းမြန်စွာမောင်းနေသွားတယ်။ ဒီနာအဲ့ဒီသူကစပြီးဒီလူနှစ်ယောက်ကတိတ်ခတ်တဲ့လူတွေပဲတယောက်တရာချက်စီပေးပြီးငှားထားရတာတကယ်အရေးရှိတော့ဘာမှအာမကိုပါဘူးမိမကိုတော့ထားပါဘူးခမရကယ်ပေလို့သာပေါ့နှုံဝင်ကိစ္စအချောပဲခမရကိုဟိုရောက်တော့ကျုပ်ငွေ900ထပ်ပေးဦးမကြလားအဲ့ဒီနောက်တော့နှစ်ယောက်သားစကားမပြောဘဲနဲ့တိတ်ဆိတ်စွာကြည့်နေပြန်တယ်ကားကဖျားစီတီတဆူရဲ့နှစ်ပေးအုတ်တိုင်းကြီးကဖြတ်ပြီးလက်ရဘက်ကိုချိုးလို့ခန္ဓာဦးသင်းချင်းကိုဝင်ပြီးတဲ့ကားဇေယျပြတဆောင်ရှိမှရက်ပါလေအဲ့ဒီဇေယျပေါ်မှာတော့လူနှစ်ယောက်ကရင်းနှီးစီလက်ဆွဲမှန်ရင်တလုံးနဲ့ဆောင်ဆိုင်နေလျက်ရှိပြီး လောင်ကုတ်အင်ဂျင်နီယာလူကရှေးဦးစွာကားပေါ်ကဆင်းလာတဲ့တပြိုင်နက်အဲ့ဒီသူတွေကအနီးကိုလာရောက်ကြပါတယ်ဒီနောက်လဲသမားတွေတကွာလေးဦးသားတို့ကခေါင်းကိုလော်ရီကားကြီးပေါ်ကခြားခဲ့ကြလို့ဇေယဘော်ကိုတင်ခဲ့ကြပါတယ်လောင်ကုတ်အင်ဂျင်နီယာလူကသူ့ရဲ့တပည့်တွေကိုခေါင်းပေါင်းကိုပွင့်မှုအမိန်ပြီးတော့အဲ့ဒီသူတွေကခေါင်းရဲ့ဘုံကိုလင်းမြန်စွာနဲ့ဖွင့်ကြတယ်ခေါင်းရဲ့ခေါင်းရင်ဘက်မှာကြီးပါဘက်ဆွဲခွင်းတစ်ခုကိုတပတ်တကျစီအပြင်ကတက်ဆင်ထားတော့သူရဲ့ငါးမှုလုံးလောက်ရှိတဲ့အပေါင်ငယ်တစ်ခုစီပါပြီအဲ့ဒီအပေါက်ကတေသားမှာဖောက်ထားတဲ့အပေါက်တွေနဲ့အန်ကိုက်ရှိတဲ့အတွက်ရုတ်တရက်အပြင်ကနေမမြင်နိုင်ပါဘူး ခေါင်းမပွင့်လာတဲ့ခါမှာတော့မန်ဘလကအိတ်နေတဲ့သူတယောက်လိုရှိနေတယ်။လောင်ကိုအင်ကြီးတဲ့လူကအိတ်ထက်ကဗရားချင်းလေးတစ်ခုကိုယူပြီးတော့မှမန်ဘလပါဇက်တွင်းကိုထည့်ထားပြီးတဲ့နောက်တမနစ်လောက်ကြာတဲ့ခါမှာအစားအိတ်ထက်ကစေတူတဲ့ကရိယာတွေကိုထုတ်ယူပြီးမန်ဘလရဲ့လက်ဝဲဘက်လက်မောင်းကိုဖန်ပြွန်တဲ့ကပန်းရောင်စေးဒီကောင်သွားသေးတယ်အောင်အခုထိုးနေလိုက်တယ်။ဒီနောက်မှာလက်ပတ်နာရီကိုကြည့်ရှုဆောင်းဆိုင်လျက်ရှိတော့အနီးကတပည့်တွေကလည်းကြောက်ရွံ့တယ်လို့မလုံမယက်ရှိနေပါတယ်။အလားတကူကိုနဘေးကလူလေးကဝိုင်းပြီးကြည့်ရှုနေတော့ညရဲ့စိတ်ချင်းဖြင့်ရောစက်စက်ရှိနေရတော့ ခလန်လန်ကကြည့်မယ်ဆိုရင်မကောင်းဆိုးရတယ်လို့မှတ်တင်ဖို့အကြောင်းရှိပါတယ်9မိနစ်လောက်ကြာတဲ့အခါမှာမမလာတောင်တင်းနေတဲ့ကူကအနေငယ်တွန့်လင်းလှောက်ရှားလာလို့တက္ကနာကြာတဲ့အခါမှာတော့မျက်လုံးနှလုံးကိုဖွင့်ကြည့်ပြီးငုတ်ထိုင်နေအဲ့ဒီနောက်စူဇန်ရှာဘူးလူရဲ့မျက်လုံးလေးနဲ့ပဝန်းကျင်ကိုကြည့်ရှုနေပါတော့တယ်လောင်းကိုအင်ဂျင်နဲ့လူကမမလာပါဇက်တွေကိုအရန်နေငယ်လောင်းထွက်လိုက်ပြီးတဲ့နောက်မမလာသတိထားလီမနေ့ကစားတဲ့ရေးလိုက်တာတွေမိကုန်မလားဟာနောင်တော်ကြီးပါလားနေပါဦးကျွန်တော်ပဲရောက်လာတာလေစီတို့ပြီးတဲ့နောက်သေးပြီးထင်လို့ထောင်းသိမ်းချင်ပို့လိုက်တာအခုသိမ်းချင်ရောက်နေတာပေါ့မမလာရှင်းပြီမလား ဟုတ်ပြီကျွန်တော်ကောင်းကောင်းသတိရပါပြီခံကောင်းလို့ဘာမှမလာရဲ့တင်းချိုင်းကိုမရောက်ဘဲနဲ့ဟိုဂျပန်ကောင်ဒီလာထဲရောက်မလို့ဟောတာကလဲစရာကိုစိတ်အလိုအလိုလို့ပြောလိုက်ခြင်းကလဲစရာမောင်စိဆိုပြမျက်နှာကိုမြင်လို့အာအသိမြပြောလိုက်တာပါဘာကြောင့်လဲဆိုတော့လဲစရာကသူ့ရဲ့ကိုင်းကြီးအဆုပ်ကြီးကိုချွတ်လိုက်ပြီးခေါင်းမှာရစ်ပတ်ထားတဲ့လုံကြီးစိုးကိုလင်းမြဲစွာခွာချလိုက်ပြီးဟဲပပတ်ကြီးမောလိုက်တော့အခြားသူတွေကအာအသိမြသူ့ကိုဝိုင်းပြီးကြည့်ရှုနေကြတယ်မောင်ပလာနဲ့နောင်တော်ကြီးဆိုသူကသူ့ကိုဥပိုးတော်လို့တပြိုင်နက်ခေါ်ဆိုလိုက်ကြပါတော့တယ်လက်ဆက်သက်တော့ဆရာကူဗျာ ။ဒါကြောင့်လည်းရဲဘုံနဲ့ဂျပန်ကိုခံချဝင်တာကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့မှာအမေမွေးတဲ့အသက်မရှိပါဘူး။ဆရာတဲ့ပဲရှိပါတော့တယ်။ဂျပန်ရန်ရှိတယ်ဆိုလို့လမ်းမှာစိတ်မချတာနဲ့အရေးချောင်းရှိရင်ကူညီဖို့ခမားလေသမားကိုကျုပ်နေရခဏထားခဲ့ပြီးတော့မှလိုက်လာခဲ့တာ။ကျုပ်ထင်တဲ့အတိုင်းတွေ့တာပဲမလား။ဒီရန်ကမအေးသေးဘူးဆရာ။ကျွန်တော်တို့မျိုးကမြန်မြန်ထွက်မှဖြစ်မယ်။အဲဒီနောက်မှာလူ၅ယောက်တို့ကလော်ရီကားကြီးနဲ့ဂျပန်ကိုတွေ့ရတဲ့နေရာကိုလာခဲ့ကြတော့ဂျပန်ကမိမိတို့ချီတောင်ထားခဲ့တဲ့အတိုင်းတွေ့ရမှာစိတ်အေးသွားကြတယ်။လမ်းကိုအင်ဂျင်နဲ့လူကသူ့ရဲ့တပည့်တွေကိုမိမိရဲ့ကားကလေးကိုခြုံထဲကထုတ်ယူစေခဲ့ပြီး ။ဥပုတော်ကလည်းသူ့လိုရှိတဲ့နေရာကိုလိုက်ပြီးအရောက်ပို့စီပြီးတဲ့နောက်ငွေတစ်ထောင်ကျပ်ထပ်မံပေးလို့နောက်တစ်နေ့မှလာရောက်ပြီးဂျေဇုဆက်ပါအုံးမဲ့အကြောင်းအချင်းချင်းနှုတ်ဆက်ပြောဆိုသွားပါတယ်။အဲဒီနောက်ကားကလေးကဆေးရုံလမ်းငွေကိုရောက်တဲ့အခါထောင်ဘက်ကိုတိတိကျကျမောင်းနေသွားလို့မတင်ရှားတဲ့လောက်ရောက်အောင်မှပျောက်ကွယ်သွားပါတော့တယ်။ဒီကနေ့တင်ဆက်တဲ့ဝတ္ထုကလေးကတော့စာရေးဆရာကြီးတကုံရှင်များရေးသားထားတဲ့ထမင်းသားဥပုတော်ဆိုတဲ့ဝတ္ထုစာအုပ်ထဲကမှယူရီးယားတရှိုးဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးခဲ့တာပါ။ကျွန်တော်တို့ရဲ့ channel ကလေးကိုလည်း like and subscribe လုပ်ထားပေးပါဦးခင်ဗျာ။ ဖိနာကနိုတူရင်းလုံးလည်းနေပြီးသားပါအောင်အားလုံးကိုသူရဲ့ဂျေဆုတင်ပါတယ်